အလုံးမင်္ဂလာပါရှင်။ဒီမှာယနေ့ကမျိုးစားလိုက်ခွဲခြားထားတဲ့မှတ်ဉာဏ်မျိုးစားတွေကိုဆွေးနွေးခဲ့ပါတယ်။အဲ့မှာဆိုလို့ရှိရင်တိစိတ်မှတ်ဉာဏ်ရှိမယ်မတိစိတ်မှတ်ဉာဏ်ရှိမယ်အဲ့ဒီစိတ်မှညံမှာလဲဘလို့အကြောင်းအရာတွေရှိမဲဘလို့မျိုးတွေမှတ်မိစေတယ်မတိစိတ်မှညံမှာလဲဘလို့အကြောင်းအရာတွေရှိတယ်ဘလို့မျိုးမှတ်မိစေတယ်ဆိုတော့ကျွန်တော်အသေးစိတ်ဆွေးနွေးသွားပါမယ် ဒါအမျိုးအစားအရခွဲခြားထားတဲ့အမှတ်ဉာဏ်တွေပါအဲ့ဒီနေ့မှလည်းပဲကျမတို့ဒီပေါ့နော်လုပ်ငန်းစဉ်အရာပေါ့နော်ရှေ့ပိုင်းမှာမနေ့တော့ဆွေးနွေးခဲ့တာအမျိုးအစားလိုက်မျိုးအစားအရခွဲခြားထားတဲ့အမှတ်ဉာဏ်တွေဒီမှာတော့လုပ်ငန်းစဉ်အရာခွဲခြားထားတဲ့အမှတ်ဉာဏ်တွေရှိမယ်လုပ်ငန်းစဉ်တွေရှိပါမယ်အဲ့ဒါကိုယနေ့ဆွေးနွေးပေးသားမှာပါလုပ်ငန်းစဉ်အရာခွဲခြားထားတဲ့အမှတ်ဉာဏ်ဒီဟိုအမျိုးအစားအရာခွဲခြားထားတာတွေကလည်းကျွန်တော် သိဖို့သိရှိထားဖို့လိုတယ်သိထားမှဘယ်လိုလုပ်ငန်းဘယ်လိုမျိုးစားတွေဟာဟိုလှုပ်ဆောင်ပုံတွေကဘယ်လိုရှိတယ်ဆိုတာကိုသိရှိမှကျမတို့တည်ယူမှုတွေကိုပိုအားကောင်းလာအောင်သူတို့တွေရဲ့မျက်ညံထဲမှာဆွေးမြဲမှုတွေပိုပြားရှိဆွေးမြဲသွားအောင်လှုပ်ဆောင်ပေးလို့ရမှာဖြစ်ပါရဲ့ရှင်ဒီနေ့မှာလည်းပဲလုပ်ငန်းစဉ်အရာခွဲခြားထားတဲ့မျက်နှာမျက်ညံတွေရဲ့အကြောင်းကိုကျမတို့ဆွေးကျမဆွေးနွေးပေးသွားပါမယ်လုပ်ငန်းစဉ်အရာခွဲခြားထားတဲ့မျက်ညံတွေနဲ့လုပ်ငန်းအဆင့်ဆင့်တွေအကြောင်းကိုဆွေးနွေးပေးမှာဖြစ်ပါရဲ့ရှင် ိမှဆိုရင်မညာလုပ်ငန်းစဉ်အစ်စ်နေရှိတယ်ဟိုဒါ၄လဲကျွန်မဆွေးနွေးခဲ့တဲ့အထဲမှာလဲပါပြီးသားတွေလည်းရှိမယ်ဒီအစ်စ်တွေလည်းပါမယ်ပေါ့လေတရင်အချက်လက်တွေကိုတဲ့မှတ်ညာစနစ်သေးကို သင်္ကေတအဖြစ်အန်ကုန်ဒီလုပ်တယ် အဲ့ဒါအမြင်အစင်ချင်းဆိုင်တစင်ချင်းစီတိုင်းမှာတစင်ကနေတစင်ကိုသွားလို့ရှင်အင်ကုန်းလေးတွေလောက်ကြတယ်ဆိုတာလေးကိုဆွေးနွေးပေးသွားပါတယ်။ဒါဆိုရင်တည်င်းအချက်လက်တွေကိုမှတ်ဉဏ်စနစ်တဲကိုထည့်ဖို့အတွက်တင်္ကေတအဖြစ်သွင်းခြင်းကိုအင်ကုန်းတီးလို့ခေါ်တယ်တဲ့။အဲ့ဒီတည်င်းအချက်လက်တွေကိုထိန်းသိမ်းထားခြင်းကို storage လို့ခေါ်တယ်။တည်င်းအချက်လက်တွေကိုထိန်းသိမ်းထားတဲ့နေရာကနေပြန်လည်ထုတ်ယူခြင်းကို retrieval လို့ခေါ်တယ်တဲ့။ အဲ့ဒီမှာထပ်ပြီးတော့ပို့တိုးလာတာက retriever မှာ retriever နှစ်မျိုးရှိတယ် recall နဲ့ recognition လို့ဖြစ်တယ်ဒါဆိုရင်ကျမတို့ဒီနှစ်မျိုးကိုထပ်ဒီ retriever မှာသူဒီထုတ်ယူပုံကြီးဟာနှစ်မျိုးထပ်ပြီး꿰သွားတယ်ဆိုတာကိုလေ့လာရရှိခြင်းဖြစ်ပါတယ်ဒါဆိုရင်မှတ်ညံလုပ်ငန်းစဉ်တွေကိုဒီကျမတို့လေ့လာထားဖို့လည်းလိုတယ်လေ့လာထားရင်းနဲ့မှအသေးစိတ်သိရှိထားဖို့လည်းလိုပါတယ်ဒါဆိုရင်မှတ်ညံလုပ်ငန်းစဉ်တွေကိုသိရှိထားမှာ မိမိတို့ပေးလိုက်မဲ့အကြောင်းအရာတွေသတင်းအချက်လက်တွေကိုဘလို့စနစ်တကျတွေနဲ့အင်ကုတ်လုပ်ပြီးတော့ attention တွေရရှိအောင် maintainer rehearsal တွေတစ်ခါတစ်ခါလှုပ်ဆောင်မှုတွေလှုပ်ဆောင်ရမယ်ဆိုတာကိုသိရှိလာစေမှာလည်းဖြစ်ပါတယ်ရှင်။ဒါဆိုရင်မှတ်ဉာဏ်လုပ်ငန်းစဉ်အစ်စ်နေမှာသတင်းအချက်လက်တွေရရှိလာတဲ့အသိပညာသတင်းအချက်လက်တွေကိုမှတ်ဉာဏ်စနစ်ထဲကိုသင်္ကေတအဖြစ်သွင်းနေနောက်တစ်ခါသတင်းအချက်လက်တွေကိုပြီးရင်မလုပ်တော့စေထိမ့်သိမ်းထားတယ် ရရှိထိမ့်သိမ်းထားတဲ့အရင်းအချက်လက်တွေကိုအဲ့ဒီထိမ့်သိမ်းထားတဲ့နေရာကနေပြန်လဲထုတ်ယူမယ်ထုတ်ယူပြီးတဲ့အခါမှာလဲ retrieval လို့ခေါ်တယ်အဲ့ retrieval မှာလဲအမျိုးအစားနှမျိုးရှိရယ် recall နဲ့ recognition ဆိုပြီးတော့နှမျိုးရှိရယ်ဆိုတာလေးကိုကျမတို့ဒေတာခွင့်ရရှိပါတယ်အဲ့ဒီမှာတစ်စင်မညံလုပ်ငန်းစဉ်အစ်စ်နေတိုင်းမှာ encoding သင်္ကေတပြောင်းခြင်းပထမဆုံး encoding လုပ်ရမယ် ပြီးလို့ရှိရင် storage လုပ်မယ်ပြီးရင် retrieval လုပ်မယ်ဒါသူ့ရဲ့ process တွေပေါ့နော်အဲ့ဒါဆိုရင် encoding သင်္ကေတပြောင်းခြင်းမှာဆိုလို့ရှိရင်မှတ်ဉာဏ်သင်္ကေတအမျိုးအစားတွေရှိတယ်ဒါကတော့ကျမတို့ sensory memory ပါအကြားရှိမယ်အမြင်ရှိမယ်ဝေါ်ဟာရဝါကျအတိတ်ပဲရင်းမြစ်တွေရှိမယ်ဆိုပြီးတော့ကျမတို့ဒီက ဒီအန်ဂုတ်ဒီမှာလည်း၃မျိုးခွဲထားပါတယ်။မှတ်ဉာဏ်သင်္ကေတအမျိုးအစားတွေ၃မျိုးခွဲထားတယ်။အကြာသင်္ကေအကြာရှိမယ်၊အမြင်ရှိမယ်၊ဝေါဟာရ၊ဝါကြအတိတ်ပဲရင်းမြစ်တွေဆိုပြီးတော့ရှိပါမယ်။နောက်တူလောင်သိသိချင်းမှာ storage ရှင်းမှာကြတော့လေရေရှည်မှတ်ဉာဏ်အမျိုးအစားရဲ့မှာဖြစ်ရဇလန်းနေအပိစုတ်တွေရှိမယ်။ဝေါဟာရ၊ဝါကြအတိတ်ပဲရင်းမြစ်တွေရှိမယ်၊ကျွမ်းကျင်မှုအဆင့်တွေရှိမယ်ဆိုပြီးတော့သူ့ရဲ့အဆင့်လိုက်ပဲကြထားတာဖြစ်ပါလေရှင်။ အဲ့မှာ redriver မှာလည်းဘာရရှိမလို့ဆိုရင်တင်းစဲထားတာတွေကို ပြန်လဲထုတ်ယူဖို့အတွက်အမျိုးအစားတွေရှိမယ်ပြန်လဲခေါ်ယူခြင်း recall ပြန်လဲမှတ်မိခြင်း recognition ဆိုပြီးတော့နှစ်မျိုးထပ်ခွဲသွားတယ်ဒါဆိုရင် မိမိလိုချင်တဲ့မိမိလှုပ်ဆောင်နိုင်မှုအတွက် record ပြန်ခေါ်ရတာရှိမယ်။ဒါတွေကိုပြန်လည်မှတ်မိဖို့အတွက်လှုပ်ဆောင်ရတာရှိမယ်။ဒါဆိုရင်မှတ်ဉာဏ်ရဲ့လုပ်ငန်းအနည်းအစဉ်စဉ်ကိုလည်းကျွန်တော်တို့အသေးစိတ်လေ့လာသိရှိခွင့်ရသပြီး account ရှိမယ်ပြီးရင် storage လုပ်မယ်ပြီးရင် retry ပဲပြန်လုပ်မယ်။အဲဒါကတော့သူ့အစဉ်လိုက်မှတ်ဉာဏ်ရဲ့လုပ်ငန်းစဉ်အစဉ်နေပဲဖြစ်ပါရဲ့ရှင်။အဲ့ဒီမှာတစဉ်လုပ်ငန်းစဉ်ရဲ့လိုက်ခွဲခြားထားတဲ့မှတ်ဉာဏ်အမျိုးအစားတွေ memory ပိုင်း process တွေဖြစ်ဖြစ်ပါရဲ့။ အဲ့ဒီမှာလည်းပဲရှင်းမှဆွေးနွေးသွားတယ်လို့ပဲဗျာအသေးစိတ်ဖြစ်သွားတာပေါ့လေရှင်းမှလည်းပဲဆွေးနွေးခဲ့တဲ့အဲရလာတဲ့တည်ချက်လေးတွေကို encoding လုပ်မယ်ပြီးရင် storage လုပ်မယ်ပြီးရင် retrieve ပဲလုပ်မယ်ဒါကျွန်တော်တို့အကြမ်းမြင်သိရှိခဲ့ပြီးပြီယနေ့မှဆက်ပြီးတော့ဒါလေးတွေကိုအသေးစိတ်ဆက်လက်ဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လုပ်ငန်းစဉ်လိုက်ခွဲခြားထားတဲ့အမှတ်ဉာဏ်မျိုးစားတွေရဲ့မှာပထမဦးဆုံး encoding လုပ်မယ် အာယုံခံစားမှုတွေကနေပြီးတော့ခုန sensory memory တွေကနေပြီးတော့ရရှိလာတဲ့ပေါ့နော်အဓိကအာယုံခံတာအကြားရဲ့အမြင်ရဲ့အတွေ့အထိရဲ့ဟောရတာစကလုံးတွေပေါ့နော်အဲ့ဒီကနေပြီးတော့အာယုံခံမှုတွေနဲ့ရရှိလာတဲ့သတင်းချက်လက်တွေကိုပုံနောက်ထဲမှာတိုးလောင်းသိသိရဲ့စနစ်မှာအသုံးပြုနိုင်တဲ့စိတ်ပိုင်းဆိုင်ရာလုံဆောင်တဲ့လုပ်ငန်းစဉ်ဖြစ်တယ် စိတ်ပိုင်းဆိုင်ရာလုံဆောင်တဲ့လုပ်ငန်းစဉ်မှာဒီစိတ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်ဟာပုံနောက်ထဲမှာတိုလောင်သိန်းစီးရဲ့စနစ်ကိုအသုံးပြုနိုင်တဲ့စိတ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်မျိုးဖြစ်ပါတယ်လုံးဆောင်ရမယ့်လုပ်ငန်းစဉ်တွေဖြစ်တဲ့ဒါ Angoldi ဘိုင်းမှာပြီးရင် storage ကိုရောက်လာမယ် အင်္ဂုံလုံးလိုက်မှ storage ကိုရောက်လာပါအဲ့လိုမဟုတ်ဘဲနဲ့ loss ဖြစ်သွားတယ်ဆိုလို့ရှိရင် storage ကိုရောက်မလာပါဘူးဒါဆိုရင်အင်္ဂုံဒီလိုက်မှ attention အင်္ဂုံဒီလုံးလိုက်ပြီဆိုတရေချက်လက်တွေအင်္ဂုံဒီလုံးလိုက် attention ရရှိလို့အင်္ဂုံဒီလုံးတာပေါ့နော် attention ရရှိလို့အင်္ဂုံလုံးလိုက်ပြီဆိုလို့ရှိရင် storage ကိုရောက်လာပါမယ်ဒါဆိုရင်အဲ့တရေချက်လက်တွေကိုအချိန်အတိုင်းတာတစ်ခုအထိထိန်းသိမ်းထားမဲ့လုပ်ငန်းစဉ် process or retaining ကိုမလုပ်တော့ဆိုရင်လုံးဆောင်စေပါတယ်ဒီကဒီအဆင့်ဒုတိယအဆင့်နေနဲ့ နားရှိလာတဲ့သတင်းချက်လက်တွေကိုအချိန်တိုင်းတာတစ်ခုထိပဲဟိုအကြာရှည်ကြီးရမှာမဟုတ်ဘူးအချိန်တိုင်းတာတစ်ခုထိပဲထိနေတိုင်းဥမာပေါ်တော့ဖုန်းနံပါတ်ကိုရိုက်ထည့်ဖို့ဆိုရင်မရိုက်ထည့်ခင်မှာ तू အဲ့ဖုန်းနံပါတ်ကို तू မှတ်ဉာဏ်ထဲမှာထိန်းထားရမယ်ဒါလည်းစက္ကန့်ပိုင်းလောက်ပဲထိန်းထားတာပါဒါမျိုးကိုဆွေးလို့ရင်းဖြစ်ပါတယ်နားရှိလာတဲ့သတင်းချက်လက်တွေကိုအချိန်တိုင်းတာတစ်ခုထိထိန်းထားတယ်ထိန်းသိမ်းထားတယ်အဲ့ဒီလုပ်ငန်းစဉ်ကို process of retaining လို့ခေါ်ပါတယ်အဲ့ဒီအမှတစ်စင် retrieval လုပ်မယ် တူလောင်သိသိထားတဲ့နေရာနေပြီးတော့တည်ရချက်လက်တွေကိုရရှိအောင်ပြန်လည်ထုတ်ယူတဲ့လုပ်ငန်းစဉ်ကိုကျမတို့က recalling အ process of recalling and recognition လို့ခေါ်တယ်။ဒါဆိုရင် recalling တော့ပြန်ထုတ်ယူရယ် recall ပြန်ထုတ်ယူရယ်ပြန်သုံးပြုဖို့အတွက်ပေါ့နော်။အဲဒါဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်မျိုးစားလိုက်ခွဲခြားထားတဲ့ မှတ်ဉာဏ်အမျိုးအစားတွေ memory process တွေအကြောင်းကိုသိသွားပြီအားဆိုလို့ရှိရင်သူတို့တွေရဲ့ process တွေရဲ့အကြမ်းမြင့်ကိုရောအသေးစိတ်ကိုရောကျွန်တော်ဆွေးနွေးခဲ့ပြီးပါပြီအားဆိုရင် encode လုပ်မယ် encode မှာအာယုံခံစားမှုဟာရလာတဲ့သတင်းချက်လက်တွေကိုအုံနောက်ထဲမှာတိုးတောင်းသုံးသိမ်းဆည်းထားမယ်အဲစိတ်ပိုင်းဆိုင်ရာလုပ်တဲ့လုပ်ငန်းစဉ်အဲ့ဒီမှာစဉ် storage လုပ်မယ်သတင်းချက်လက်တွေကိုအချိန်တိုင်းတာတစ်ခုထိထိန်းသိမ်းထားမယ် process of retaining လုပ်မယ်ပြီးလို့ရှိရင် တို့တို့ retry ပဲဆိုတဲ့တင်းစီထားတဲ့နေရာကနေပြီးတော့သတင်းချက်လက်တွေကိုပြန်ပြေပြန်လည်ပြီးတော့ထုတ်ယူတဲ့လုပ်ငန်းစဉ်ကိုလုံးဆောင်မယ်။အဲအဲ့ဒီလိုလိုပြန်လည်ထုတ်ယူတဲ့လုပ်ငန်းစဉ်မှာ recalling ရှိတယ်။ recognition ဆိုပြီးတော့ကျမတို့ဒါမှတ်မိတဲ့စွမ်းရည်ပေါ့နော်။ပြန်လည်ထုတ်ယူတဲ့အဲစွမ်းရည်ရဲ့ပြန်လည်အသုံးပြုတဲ့စွမ်းရည်ဆိုပြီးတော့မှတ်ဉာဏ်ပေါ့နော်။ပြန်လည်ထုတ်ယူတဲ့မှတ်ဉာဏ်နေပြန်လည်အသုံးပြုတဲ့စွမ်းရည်ပြန်လည်အသုံးပြုတဲ့မှတ်ဉာဏ်နေပေါ့။အဲ့ဒါတွေကိုကျမတို့သူ့ရဲ့ project လိုက်ပေါ့နော်။အမျိုးအစားလိုက် ဒါတွေကဖြစ်ပေါ်လာစေတယ်။အုံနောက်ထဲ memory ရဲမှာသူ့ရဲ့မှတ်ဉာဏ်ထဲမှာသူ့အစင်လိုက်သူအလူဖြစ်ပေါ်နေရပါဒီဖြစ်ပေါ်နေတဲ့အုံနောက်ဒီမှတ်ဉာဏ်ရဲ့အကြောင်းလေးကိုလေ့လာခြင်းအပြင်ဒီမိမိတို့ရဲ့တင်ကြားမှုတင်ယူမှုရရှိအောင်ပေါ့ commonness ပုံစံတွေဖြစ်အောင်ပေါ့ဒီ memory ရဲ့လုံဆောင်နေဒီမှတ်ဉာဏ်ရဲ့လုံဆောင်နေအစ်စ်တွေကိုလေ့လာသိရှိခြင်းအပြင်မိမိတို့ရဲ့လုံဆောင်ချက်တိုင်းကိုပေါ့နော် ဒီပေါ့ memory မှာရှိနေတဲ့လုံဆောင်တဲ့အစ်စ်နေတိုင်းဟိုရရှိလာစေအောင်ပေါ့နော်ဆောင်ရွက်ပေးလို့ရရှိရင်ပို့ပြီးတော့ကောင်းမွန်ပြီးတော့ပို့ပြီးတော့အောင်မြင်တဲ့ရလက်တွေရရှိစေတယ်ဒါခွင့်ပြုမှုတွေရရှိစေတယ်မှတ်ဉာဏ်ထဲမှာလည်းပို့ပြီးတော့ရရှာကြာရှိစွာ ထိမ့်သိမ့်နိုင်တဲ့ ရဲ့မှတ်ဉာဏ်အနေကိုဒါရရှိလာစေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မနေပြီးတော့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲဒီမှာဆွေးနွေးပေးတဲ့အကြောင်းအရာတွေမှာဒီမှာလေကျွန်မဆွေးနွေးပေးမဲ့ကျလက်ကြန့်ရှိနေတဲ့အကြောင်းအရာတွေကိုနောက်နေ့နေမှာဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ဒီနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြန်ပြပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။